တရားမင်းနဲ့နတ်ဒီဝါတို့ရဲ့အကူအညီနဲ့ဘရင်ဖြစ်လာသူမြမပြီမှာသေရဝါဒဗုဒ္ဓသာသနာသွန်ကားပြပွားအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ဘရင်ပကံခိလို့ဆိုလိုက်တာနဲ့အနှွေသာစံစစ်သားနဲ့အလောင်းစီသူစတဲ့ထင်ရှားကြော်ကြတဲ့ဘရင်တွေလူတိုင်းတိကျပြီးသားဖြစ်မှာပါဒါပေမဲ့လူတွေသိမတိကြသေးတဲ့သူစံပြီးဖုံတကိုကြီးမားတဲ့ဘရင်တွေလည်းအများကြီးရှိနေပါတယ်အဲ့ဒီအထဲမှာအနှွေသာမင်းရဲ့ဖခင်မဲတော် ကွန်စော်ကြောင့်ဖြူမင်းလဲပါဝင်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ရဗီဒီယိုမှာတော့ကျွန်တော်ရညီအကိုများတောင်းဆိုထားတဲ့အနှွိုင်းသားဘီရဲ့ခမဲတော်ကွန်စော်ကြောင့်ဖြူမင်းပကံသီလန်းကိုတင်ပတ်ရယူခြင်းရဲ့ထူးဆန်းတဲ့နောက်ခံသမိုင်းအကြောင်းအရာများကိုဗုဒ္ဓတာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ဇန်နီပဲဖြစ်ပါတယ် တခါကပကမာ တန်နဲ့မင်းစိုးစံနေချိန်စလင်ငခွေမင်းကတန်နဲ့မင်းကိုလှုပ်ကြံပြီးနန်းသက်လာပါလေဒါကြောင့်ပဲတန်နဲ့မင်းရဲ့မိဖုရားငယ်တစ်ပါးဟာစလင်ငခွေမင်းရဲ့မိဖုရားမဖြစ်လို့တဲ့အတွက်နန်းတော်အသွေးမှတင်းတစိတ်ထွက်ပြေးလာခဲ့ပြီးကြောင်ဖြူအယတ်မှာပပော့မပားခန္ဓာကိုယ်ကိုထိမ့်သိမ်းဆော့ရှောက်ကသူစီးရဲမှအတွင်နဲ့နေထိုင်ခဲ့ပါတယ်ဒီလိုနဲ့လအနေငယ်အကြာ AD 955မှာတာရောက်ကြလေးတစ်ပါးဖွာမြင်ခဲ့ပါတယ် အဲ့ဒီကလေးငယ်ရရောက်လာတဲ့အခါမှာတော့ညာဦးစောယဟမင်းသာခစားအမှုတော်ထားရခဲ့ပါတယ်ဒီလူလင်ငယ်ဟာတက်ကြွနိုးကြတဲ့အပြင်အရေးချင်းလဲပြွားတဲ့အတွက်ဘယင်ကလက်ထောအရမှာကုန်းစောတာဝန်ကိုထမ်းဆောင်ဖို့ပေးသနာတော်မူခဲ့ပါတယ်ကုန်းစောဆိုတာကတော့ရွေနန်းတော်ကိုစက်သားရတဲ့ကိုများကောင်းမှုကြီးအချိန်မှရောက်ရှိရေးကိုတာဝန်ယူရတဲ့အလုပ်ဖြစ်ပါတယ်ဒါကြောင့်သူ့ကိုကြောင်ပြူအရမကုန်းစောသူ ကွန်းစော်ကြောင်ဖြူလို့တိမှခေါ်တင်လာခဲ့ကြပါရယ်ကွန်းစော်ကြောင်ဖြူဟာအမှုတော်ကိုကြည်ပြောအောင်ထမ်းဆောင်ရင်းမိခင်ဖြစ်သူကလည်းလူလီသေးမရှိအောင်ပြုစုလှုပ်ကြွေးခဲ့ပါရယ်မယ်တော်ဖြစ်သူကလည်းတားဖြစ်သူအတွက်ထမင်းထောက်ကို နေ့စဉ်စီမံပေးပါရယ်ကွန်းစော်ကြောင်ဖြူကွန်းစော်ရမဲ့လက်ထောက်အရစီတွားတဲ့လမ်းတစ်ထောက်မှာကြီးမားတဲ့စောင်းချမ်းပင်ကြီးရှိပြီးအဲ့ဒီအပင်အောက်ရောက်တိုင်းထမင်းထောက်ကိုဖြေစားလေးရှိကား စာဦးစာပြကိုလည်းအမြဲပူဇော်ပါတာလေးရှိပါတယ်။ဒီလိုစာဦးစာပြကို အမြဲတင်မြောက်ပံများလာတဲ့အခါမှာတော့စောင်းချမ်းပင်စောင်းနတ်ကကြောင်ပြူကွန်းစော်ရဲ့အရှိအဖြစ်ကိုစင်ကျင်ကြည့်ခဲ့ပါတယ်။ဒီလူလင်ငယ်ဟာရှင်ဘီရင်ပြည့်မဲ့လူမန်းတည်ရတဲ့အတွက်နတ်အတွင်နဲ့ကိုတင်ပြပြီးအတင်မောင်လူလင် ဖောင်းနဂိုအာနုဘော်ကြီးကြည်မှာသလားတရနာဂုံကူဆွဲဆွဲမြဲမြဲတိဆောက်ပါမူသားမပြောနဲ့အနုတ္တတိ၁၀ပါးကို တနည်းနဲ့ထောင်ရအောင်စီးပြန်ပေတော့လို့ပြောဆိုပြီးထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပါတယ်။မိခင်ကိုလှုပ်ကြွေးပြူးစုတဲ့သူကွန်းစော်ကြံဖြူဟာဆောင်းချမ်းပင်ဆောင်နဲ့တိုက်တွန်းတဲ့အတိုင်းနေထိုင်ကြစ်ကြံလာတဲ့အခါနတ်ဒီဝါတို့ကလူတွေကိုပုတ်ကပ်ပြီးဗကမာမင်းလောင်းပေါ်လတာကွန်းစော်ထုံးပေါ်လတာဆိုတဲ့တပေါင်းနမိတ်ဩပါစကားများကိုယူဆိုလာကြပြီးလာပြီးနေ့မှာမြောင်ရကမင်းလောင်းပေါ်လိုက်မယ်ဆိုတဲ့ကောလာဟာလာတဲ့ရင်ပြန်လာလာခဲ့ပါတယ် ပြီးရင်နေပြီးတော့မှကိုစော်အမှုထမ်းတွေအများကြီးရှိတဲ့အတွက်ကိုစော်ကြောင့်ပြူဟာကိုစော်ထုံးပေါ်လိုက်မယ်ဆိုတဲ့တပောင်စကားဟာမိမိနဲ့သက်ဆိုင်တယ်လို့မထင်တာကြောင့်လက်ပြီးနေမနဲ့စောစောမှာလက်ထော့အရက်စီစောစည်းစွာသွားပြီးကိုစော်ခဲ့ပါလေအဲ့ဒီနောက်ပကံပြီးမှမင်းလောင်ကြည့်ဖို့စီဝဲနေသူများမင်းလောင်ကို ပူဇော်ဖို့စောင့်မျှော်နေသူများရှိရာအရက်ကိုအချိန်မီထွက်လာခဲ့ပါတယ်ဒါပေမဲ့မင်းလောင်ကြည့်ဖို့တွားနေတဲ့အချိန်မှာပဲ ထူးဆန်းတဲ့အဖိုးအိုတူမင်းနှကောင်ကိုဆွဲပြီးရောက်လာခဲ့ပါတယ်။ဒီထူးဆန်းတဲ့အဖိုးအိုဟာကွန်းစော်ကြောင်ဖြူအချိန်မီမင်းလောင်းကြည့်နိုင်ဖို့ရာမင်းကောင်းလစီဖုံတကူကြည့်အောင်တိုက်တိပီလက်စွပ်တကွင်းအများအလဲမှာတစ်တဲအောင်ဗဒမြအုပ်ဆောင်တခုနဲ့အာလီယေကင်းစီဖို့ဒါနဲ့လန်ကိုပါကွန်းစော်ကြောင်ဖြူအတွက်ပေးအပ်ခဲ့ပြီးထွက်သွားခဲ့ပါတယ်။ဒါကြောင့်မင်းကောင်းမင်းလောက်ကိုစီးကပဒမြအုပ်ဆောင်ခြင်းကိုစီရင်ထားတဲ့ကွန်းစော်ကြောင်ဖြူဟာ တရားမင်းပေးတဲ့ဓာတ်နဲ့လှံကိုကင်ဆွဲလိုက်တဲ့အခါမှာတော့ထူးထူးခြားခြားကိုရောင်ကိုဝါးရီတောက်ပလာခဲ့ပါတယ်။အဲ့ဒီအချိန်အထိကွန်းစော်ကြောင်ဖြူဟာမိမိကိုကိုမင်းလောင်းဖြစ်နေမှမရေမိသေးပဲမင်းလောင်းကြည့်ဖို့သာစိတ်စောနဲ့အမြန်ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့မင်းလောင်းကြည့်ဖို့စူဝေးနေတဲ့လူပရိသတ်ရှိရောက်လာတဲ့အခါမှာတော့ညပြားလို့နဲ့လူအောက်ကြီးကသူ့ကိုဝမ်းရှိကိုကြတော့မှလက်ဆက်တတ်တော့မင်းလောင်းဟာငါပါလားလို့တီးတွားခဲ့ရပါတယ်။ များပြားလာတဲ့လူပရိသတ်တွေကလည်းမင်းလောင်းဖြစ်တဲ့ကွန်းစော်ကြောင့်ဖြူကိုပါများကျဲပြီးအမွေးနဲ့သားများနဲ့ပူဇော်ကြပါရယ်အဲ့ဒီနောက်အရှင်မင်းကောင်းမင်းမြတ်ရှင်နန်းတော်ကိုကြွတော်မူပါလို့ဒီညီတို့ဒီလျှောက်တင်ကြပါရယ်အလုံးများပြားလာတဲ့လူအုပ်ကြီးကသူ့ကိုချမ်းရမ်းထားတဲ့အတွက်ကြောက်ရွံ့ဖို့တတိမရတော့ပဲပကံပီရဲ့ရွှေနန်းတော်စီပြင်းစီပြီးချစ်တက်လာခဲ့ပါရယ်ရွှေနန်းတော်ရဲ့နန္ဒကာအဝကို ရောက်လာတဲ့အခါမှာတော့နန်းလီကထိတ်မှာ မတတရနေတဲ့ညောင်ဦးစောယဟန်းကိုတွေ့လိုက်ရပြီးကွန်စော်ကြောင့်ဖြူလဲကြံရမရဖြစ်သွားခဲ့ပါတယ်။ဒီချိန်မှာညောင်ဦးစောယဟန်းမင်းဟာမင်းလောင်ဖြစ်တဲ့ကွန်စော်ကြောင့်ဖြူကိုဖမ်းဆီးချုပ်နှောင်မှုအစောက်တက်မျိုးကိုအမိတ်ပေးဖို့လေကားထက်ကလှည့်ကြည့်လိုက်တဲ့အခါမှာအစိလိုသွားတာကြောင့်ဦးစောပြောင်းပြန်ကျွထူပြီးလေကားပေါ်မှပျောက်ကြကာဗဟေလိဇန်ဇန်အသက်ထွက်သွားခဲ့ပါတယ်။ဒါကြောင့်ဒုတိယတက်ပြည့်326ခုနှစ်မှာ ကန်တီနာကိုကွန်းစော်ကြောင်ပြူနန်းတက်လာခဲ့ပါတယ်။ကွန်းစော်ကြောင်ပြူမင်းဟာညောင်ဦးစောရဟမင်းရဲ့မိဖုရားသုံးပါးကိုဆက်လက်ပြီးမိဖုရားတည်မြောက်ခဲ့ပါတယ်။အဲ့ဒီမိဖုရားသုံးပါးဟာညီအမတွေဖြစ်ကြပြီးမိဖုရားကြီးကိုတောင်းပင်တယ်။မိဖုရားလက်ကိုအလဲပင်တယ်နဲ့မိဖုရားငယ်ကိုမြောက်ပင်တယ်ဆိုပြီးအတီးတီးမြောက်စားခဲ့ပါတယ်။တောင်းပင်တယ်နဲ့အလဲပင်တယ်မိဖုရားနှစ်ပါးမှာညောင်ဦးစောရဟမင်းနဲ့ရတဲ့ကိုဝုံကိုလွှဲထားကြပြီးတောင်းပင်တယ်ကပရိသေတွေကိုလား အလီဘင်တဲကပရိဒရီ6လရှိနေပြီးကွန်းစော်ကြောင်ဖြူမင်းနန်းတက်ပြီးမကြခင်မှာပဲတောင်မီတဲ့မိဖုရားမတားတော်တစ်ပါးဖွားမြင်ခဲ့ပါတယ်အဲ့ဒီတားတော်ကိုကြီးစိုးလို့အမိပေးခဲ့ပြီးနောက်တောင်းလာကြမှာအလီဘင်တဲ့မိဖုရားကတားတော်တစ်ပါးဖွားမြင်လာတဲ့အခါမှာတော့စုကတိလို့အမိပေးခဲ့ပါတယ်နှစ်အနေငယ်အကြာမြောက်ပြည်တဲ့မိဖုရားမကွန်းစော်ကြောင်ဖြူမင်းနဲ့ရတဲ့ကိုဝန်ကိုဖွားမြင်လာခဲ့ပြီးအဲ့ဒီတားတော်ကိုတော့အနှွယ်ထားလို့အမိပေးခဲ့ပါတယ် ွန်းစော်ကြောင့်ပြူမင်းဟာတားအရင်ဖြစ်တဲ့အနှောဧထာကိုတမကညာဦးစောယဟမင်းရဲ့တားတော်တွေဖြစ်ကြတဲ့ကြည်စိုးနဲ့စုကတိကိုလည်းတားအရင်တပွဲချစ်ခင်ဆောက်ရှောက်ခဲ့ပါတယ်။ဒါပေမဲ့ကြည်စိုးနဲ့စုကတိတို့ဟာကွန်းစော်ကြောင့်ပြူကိုချစ်ခင်ကျင်နာခြင်းမရှိကြဘဲမတတ်တာလို့သာဘရင်ကိုခမဲတော်ခေါ်ရနေပြီမယ်။စိတ်ထဲမှာတော့ဘယ်လိုအကောက်ကြံရမလဲဆိုတာကိုပဲအမြဲကြံစီနေခဲ့ကြပါတယ်။ဒီလိုနဲ့ကြည်စိုးနဲ့စုကတိတို့ဟာတဖြည်းဖြည်းနဲ့ရွယ်ရောက်လာခဲ့ကြပြီး အသက်23နှစ်အရွယ်ရောက်လာတဲ့အခါမှာတော့ပုပ်ပန်းအယက်မှာကျောင်းဆောက်လို့လူတန်းတယ်ဆိုတဲ့သတင်းထွက်လာခဲ့ပါတယ်။အဲ့ဒီသတင်းထွက်ပေါ်လာပြီးမကြာမီမှာပဲကြည်စုမင်းသားဟာကွန်ဆော်ကြောင်ဖြူမင်းအရှိအခါစားဝင်ရောက်လာခဲ့ပါတယ်။ပြီးတော့ပုပ်ပန်းအယက်မှာကျောင်းဆောင်လူတန်းထားတဲ့အကြောင်းမနေ့ပြန်ကြရင်တာရုခေါ်ပွဲကျင်းပမှာဖြစ်ကြောင်းဒါကြောင့်ဖခမဲတော်ကိုတော်တန်ကြွားရောက်ပြီးစီညိုတော်ဘူပါတို့ရှောက်တင်ခဲ့ပါတယ်။ဒီချိန်မှာကွန်ဆော်ကြောင်ဖြူမင်းဟာ ငါသားတော်ရဲ့ကောင်းမှုကုသိုလ်ဟာငါကောင်းမှုပဲဆိုပြီးပုပ်ပန်းအရတို့ကိုတော်တိုင်ကြွားရောက်ကြည်ညိုမှာဖြစ်ကြောင်းပြန်ပြောတဲ့အတွက်ကြည်စုမင်းသားလည်းပျော်ရှင်သွားခဲ့ပါတယ်။နောက်တနေ့မနေ့မှာကိုစော်ကြောင်ဖြူမင်းဟာနောက်လက်အချာရံနဲ့အတူပုပ်ပန်းအရစီကြွားကြည်တော်မူခဲ့ပါတယ်။အချာစီကြီးတဲ့ကြည်စုနဲ့စုကတိတို့ဟာလက်အောက်ခံတိုက်ခိုက်ရေးတမားတွေကိုလမ်းတလျှောက်နေရအနှက်တပ်ဖြတ်ထားခဲ့ပါတယ်။ကျောင်းစိုးလို့လူရန်ထားတဲ့နေရာကို ရောက်လာတဲ့အချိန် ကြည်စိုးနဲ့စိုးသေးတို့ဟာကွန်းစော်ကြောင်ဖြူမင်းကိုရဟန်းပရိခရာများနဲ့ခရီးဦးကြိုခဲ့ပါတယ်။ဒီချိန်မှာဒီဟန်းပရိခရာတွေဟာသူ့အတွက်ဖြစ်နေမှန်းတီးလိုက်ရတဲ့အခါမှာတော့အရာအလုံးနှောက်ကြသွားခဲ့ပါပြီ။ကွန်းစော်ကြောင်ဖြူမင်းရဲ့အချမ်းရံတပ်တွေကလည်းကြည်စိုးနဲ့စိုးသေးတို့ရဲ့နောက်လိုက်နောက်ပါပိုက်ခတ်ရေးသမားတွေရဲ့ဓာအောက်မှာဒူးထောက်နေရပြီလည်းဖြစ်ပါတယ်။နောက်ဆုံးမှာတော့ကွန်းစော်ကြောင်ဖြူမင်းဟာသူ့ရဲ့ဌီးနှံကို ကြည်စုမင်းသားခံအသာတကြီးဖယ်ပြောင်းပေးလိုက်ရပါတယ်။ဒါကြောင့်နှစ်တရားတို့ရဲ့အကူအညီနဲ့ပဒံထီနန်းကိုတိုင်ပိုက်နိုင်ခဲ့တဲ့ကိုစော်ကြောင်ဖြူမင်းဟာနန်းတဲ့နှစ်စနစ်နဲ့မှာထီနန်းအရရာကိုစိုးလွှတ်လိုက်ရပြီးတက်တော်80ရွယ်မှာကံကုန်တော်မူသွားခဲ့ကြောင်းဘဟုသူတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်။